ဆောင်းမလေးတပုတ်ဖတ်ပြပေးပြရသည်ဆောင်းမကောင်းစဉ်ရဲ့နာမည်ကတော့ရိုးရိုးလေးပဲကောင်းပါတယ်လို့အမိရပါတယ်ဒီဆောင်းမကိုနားထောင်ကြခြင်းဖြင့်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲတွေမှာအမျိုးသားရေးသမားတွေကဘယ်ခန့်ကန်တာပါဝင်ခဲ့လဲဆိုတာကိုတော့နောက်ဆုံးမှအဖြေရရှိမှာဖြစ်ပါတယ်ဆောင်းမလေးတင်ပြပေးပြရသည်ရိုးရိုးလေးပဲကောင်းပါတယ်ရွေးကောက်ပွဲနှီးပြီလေ2025ခုနှစ်ပါတီစုံဖွဲ့ရွေးရွေးကောက်ပွဲကမြန်မာနိုင်ငံတွင် 2010ခုနှစ်ထဲကကျူပန်ခဲ့သောဆိုရှယ်လစ်နိုင်ငံမှဒီမိုကရေစီပြောင်းလဲတည်ဆောက်ခြင်းဇလန်းအဆက်ဖြစ်သည်ဇလန်းကမယုံရှင်လားဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို2008ခုနှစ်မှာတည်ပြုသည်2010တွင်ပါတီစုံထွေထွေရွေးကောက်ပွဲကျင်းပသည်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါဝင်ခြင်းမရှိပုံမှန်59ဆမပြင်ပေးစိတ်ကောက်နေဟန်ရှိသည်တရောင်စစ်ကြက်ခိုင်၏ဖွံ့ဖြိုးရေးပါတီအစိုးရဖွဲ့နိုင်ခဲ့သည်ဒီမိုကရေစီနိုင်ငံတစ်ခုတူထောင်ရေးကို ြောင်စုအကြံခံရေးနဲ့ဖွံ့ဖြိုးရေးပါတီကစတင်တောင်းယူရသည်သမ္မတကြီးဦးသိန်းစိန်ဆိုရသည်ဒီမိုကရေစီနိုင်ငံ၏အင်အားရများကိုတက်ဆင်သည်တက်ဆင်သည့်ထဲတွင်လွတ်တော်တဲ့တွင်အတိုက်ခံအဖွဲ့အစည်းရှိရန်ဒေါန်ဆန်းစုကြည်အပါအဝင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်မှကိုယ်စားလှယ်များကို2012ခုနှစ်တွင်ကြားဖြတ်ရေးကောက်ပွဲပြုလုပ်ရေးထည့်သွင်းသည်ဒေါန်ဆန်းစုကြည်သည်လွတ်တော်တဲ့ဝင်လာနိုင်ရန်လွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်အချို့ပြင်ဆင်ခဲ့ရသည် အချုပ်ခန်းနေ ဝင်လိုက်ထွက်လိုက်လုပ်နေသူကိုလွှတ်တော်အမတ်ဖြစ်လက်ခံရန်ခွင့်ပြုမထားပါ Democratization ပထမတက်တန်း9နှစ်မှာ Foundation Line တူးနိုင်ခဲ့သည်ဟုဆိုရမည်2015ရွေးကောက်ပွဲမှာဒေါ်ဆန်းစုကြည်ပါတီတောင်ပြိုကမ်းပြိုနိုင်သည်အစိုးရဖွင့်နိုင်သည်ဒေါ်ဆန်းစုကြည်သည်ဒီမိုကရေစီမိခင်ဟုဆိုသည့်အတိုင်ဒီမိုကရေစီအဆောက်အုံတည်ဆောက်ခြင်းကိုမတိကျွတ်ပြုတ်ပြီးတက်မတော်ကိုလွှတ်တော်တွေကဖယ်ရှားရေး59စပြင်ဆင်ရေး ဘင်္ဂါလီများနိုင်ငံသားဖြစ်ရေကို၅နှစ်သက်တမ်းတူကြိုးပမ်းခဲ့ကြသည်သူတို့ကြိုးပမ်းခဲ့ကြသည်မှာ liberal ပြုပြင်ပြောင်းလဲရေးဖြစ်မှန်းနောက်ပိုင်းတွင်သိသာလာသည်ဒီမိုကရေစီတည်ဆောက်မယ်ဟုကြွေးကြော်သံဖြင့်တည်ဆောက်ခဲ့သောအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်သည်၂020တွင်မဲခိုးသည့်အဖြေထွက်သည်မဲရေအတွက်စေတန်းကျော်ကွာဟသည့်ကိစ္စမှာသူတို့မှာအဖြေမရှိဖြစ်နေသည်တမတော်ကအာနာသိမ့်ခြင်းလို့အကြောင်းရှာတာဟုပြည်သူများကိုအယုံသိမ့်သည်သို့တိုင် ။တမတော်အာနာထိုင်ရန်ဆုံးဖြတ်ချက်တွင်တရားဝင်အခြားပါတီများက NLD မဲခိုးကြောင်းကိန်းဂဏန်ချက်လက်တွေနဲ့တင်ပြချက်များအကျုံးဝင်နေကြောင်းတည်ထားတင်ကြသည်။မြို့သားဝါယူများက NLD အနေဖြင့်မဲခိုးသည်ဖြစ်စေ မခိုးသည်ဖြစ်စေ အမျိုးဘာသာသာသနာကာဝယ်စောင့်ရှောက်ရေးမဘာသာကိုနီးမျိုးစုံဖြင့်ဖျက်ဆီးပြီးကြတဲ့က NLD ကိုလက်မခံနိုင်ဖြစ်ခဲ့ကြသည်59ဆပြင်းရန်ဒီဇိုင်းမမတ်လှူဆောင်ခြင်းနိုင်ငံသားများကိုလွှတ်တော်တွင် ်ဝင်ခြင်းဖွဲ့စီခြင်းရိန်ဂျာဆိုသည့်လူမျိုးလိမ်မရှိကြောင်းမပြောဝင်ခြင်းအာနန်ကော်မတီမှဘင်္ဂါလီများနိုင်ငံသားသားပေးရန်အကြံပြုချက်များကိုမူလလိုက်နာဆောင်ရွက်မည်ဟုကတိပေးခြင်းနိုင်ငံသားအကြံပေးများနိုင်ငံသားတာ90ကျော်ဖြင့်နိုင်ငံအုပ်ချုပ်ရေးကိုလှုပ်ဆောင်နေခြင်းများကတတိယသက်တမ်းတွင် NLD အသက်ရှင်လင်မြန်မာသေးပြီဟုယုံကြည်ထားကြသည်အမျိုးသားရေးမျိုးချစ်များအနေဖြင့်မြန်မာဥပဒေပြုရေးတရားစီရင်ရေးအုပ်ချုပ်ရေးအာဏာများကို မိမိတို့လူမျိုးမှလွဲပြီးမိသည့်နိုင်ငံသားကိုမှလက်မခံနိုင်ကြပါဤဒီကိုပင်အမျိုးသားရေးသမိုင်းကိုထိမ့်သိမ်းခြင်းအမျိုးသားရေးတာဝန်ကိုကျေပြွခြင်းဟုခံယူထားကြသည်မြမလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်နေချက်ပြည်ထရှာတို့နှင့်မြမနိုင်ငံရေးသမားများကြားတွင်နိုင်ငံရေးတိုက်ပွဲများမှတ်မှတ်ထင်ထင်ရှိခဲ့သည်အချုပ်ချာအနာကိုဇွန်ရရတဖဲ့ရရမြမတို့ပါဝင်ခွင့်ရရန်ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်အနိမယီမဲချက်မှာ မြန်မာတို့ကံကြမ္မာကိုမြန်မာတို့ဖန်နည်းနိုင်သည့်ပြတ်သားသောလွတ်လပ်ရေးရယူရန်ဖြစ်သည်သို့သောလွတ်လပ်ရေးမစခင်ဆက်ကြားမြန်မာနိုင်ငံ၏နိုးကြမှုကိုတတ်သိပြရာ၌အာဏာကိုဆွဲကင်စီမံနိုင်သော နေရာမှာရှိတယ်။အင်္ဂလိပ်အင်္ဂလိပ်ကဗျာတဦးရဲ့နေရာမှာမြန်မာစစ်စစ်တဦးနဲ့လဲလှယ်ရေးဖြစ်သည်။1930ပြင်းနှစ်မြန်မာနိုင်ငံ၏အမျိုးသားတော်လှန်ရေးရေချိန်အမြင့်ဆုံးအချိန်ဖြစ်သည်။ဂလုံးတော်လှန်ရေးဖြစ်ပေါ်ခဲ့သည်။တစ်ချိန်တည်းမှာပင်လက်သမားကောင်းဆောင်သည့်ဆရာဆန်ဤ သူပြည်သားပါတီခေါ်22ဦးပါတီနှင့်ဥချလိုင်းကြီးမှုသော GCPA ခေါ်မြမအသိန်းချုပ်ကြီးပေါ်ပေါက်ခဲ့သည်ဆရာဆန်ဤလေသမားတော်နိုင်ရေးကရသရှားတို့ကိုတုံ့လုတ်သွားစေတကယ်သို့ GCPA တို့၏နိုင်ငံရေးလှုပ်ရှားမှုများကရသရှားများကိုအကြက်ရိုက်စေခဲ့သည်၎င်းတို့အတွက်မြန်မာနိုင်ငံကိုဒိုင်းအာခီအုပ်ချုပ်ရေးပေးမည်ဟုစီမံခဲ့သည်ဒိုင်းအာခီအုပ်ချုပ်ရေးဆိုသည်ကဥပဒေပြေကောင်စီမင်းတိုင်ပင်အမတ်များအစိုးရအဖွဲ့ဝင်ဝင်ကြီးများနှင့်ပူးတွဲတာဝန်ယူရသော ုပ်ချုပ်ရေးစနစ်ဖြစ်သည်ဒါယာကီအုပ်ချုပ်ရေးအတွက်ဥပဒေပြည်ကောင်စီကိုပြည်သူများ၏မဲဆန္ဒဖြင့်ရွေးကောက်သူများဖြစ်ကြောင်းအတိတ်ပဲပေါ်လင်းစေရန်ရွေးကောက်ပွဲကိုပြုလုပ်ပေသည်ထို့သောမဲဆန္ဒပေးပိုင်ခွင့်ကိုကန့်သက်ချုပ်ချယ်မှုများပြုလုပ်ခါအင်္ဂလိပ်နှင့်၎င်းတို့ခေါ်လာတဲ့စစ်တီးကုံတွေများကို အထူးအခွင့်အရေးဖြင့်ရွေးချယ်ခံခွင့်ပြုခဲ့သည်အင်္ဂလိပ်ကုံတွေတရာအတွက်အမတ်တယောက်ရွေးခဲခွင့်ရှိသောအချိန်တွင် မြန်မာလူမျိုး၃000အတွက်အဘက်တယောက်သာရွေးချယ်ခြင်းရှိသည်ဟုဤ27ဦးပေါ်ဒီဥဆောင်ခေါင်းဆောင်များသည့်ကြိုးပမ်းမှုဖြင့်မြန်မာအမတ်များဥပဒေပြေကောင်စီတဲရောက်ခဲ့တော်လဲအမတ်အများစုကမဲဖြင့်တင်မြောက်သည့်ဥက္ကရာနေရာဝင်မှုအင်္ဂလိပ်တလက်အင်္ဂလိပ်ကပြားများတလက်ဖြစ်နေခဲ့ပြန်သည်1928ဒီဇင်ဘာလရောက်သည့်အချိန်တွင်မြန်မာထဲမှဝစ်လုံတော်ရဥပုဥက္ကဋ္ဌဖြစ်လာခဲ့သည်ထို့သော မြန်မာတူဥက္ကဋ္ဌဖြစ်ဒီကိုပင်ဒဟခီဥချုပ်ရေးကောင်စီမှမြန်မာတို့၏အောင်ပွဲတရက်ဖြစ်မှတ်တမ်းတင်ဝမ်းမြောက်ခဲ့ကြသည်ထို့ကြောင့်မြန်မာမျိုးချစ်ပါတီပါဝင်မိသည့်အမျိုးသားယူဝါဒီများကဒဟခီကိုလက်မခံကြဘူးဆိုသည်ထို့စဉ်ကမြန်မာမျိုးချစ်များဝါယမဆိုက်၍တိုက်ပွဲဝင်ခဲ့သည်မှာအင်္ဂလိပ်အင်္ဂလိပ်ကပြားနှင့်ကလားများလွှမ်းမိုးနေခဲ့သည်ကိုမြန်မာနှင့်အစားထိုးရန်ဖြစ်သည်ဟုဥသိမ့်ဖေမြင့်က1930တဝိုက် မြန်မာပြည်နိုင်ငံရေးသမိုင်းဆောင်မှာရေးသားခဲ့သည်ပြန်ပြောရမည်ဆိုရင်အင်္ဂလိပ်အင်္ဂလိပ်ကပြားနှင့်ကလားပြားနှမ်းမှုနေခဲ့သည်ကိုမြန်မာများနှင့်အစားထိုးရန်ဖြစ်သည်ရေကောက်ပွဲတို့သည်မြန်မာတို့၏ကံကြမ္မာကိုဖန်တီးမိအဆုံးဖြတ်ပြုမိအရေးကြီးသော နိုင်ငံရေးလုပ်ငန်းစဉ်ကြီးဖြစ်တည်ရှိနေပေသည်နိုင်ငံရေးပါတီများနိုင်ငံရေးသမားများကမူနိုင်ငံရေးဒလေတိုင်းမဲရရေးကိုစောင်းပေးလှုပ်ဆောင်နေရရှိရာမဲကောက်တင်ကောက်ကောက်နိုင်ရန်ကြံစီကြိုးပမ်းမှုပင်နိုင်ငံ၏ကံကြမ္မာနှင့် ိမိတို့အာဏာရရေးကိုအလင်းဖက်မလုပ်ကြပါရန်တတိပန့်ညင်ပါသည်ကျွန်တော်တို့သည်မြမကံကြမ္မာကိုမြမာတို့ဖန်တီးခွင့်ပိုင်ပိုင်နိုင်နိုင်ရကြသည်မြမာပြည်သူတရလုံးကအချုပ်ချာအာဏာကိုမြမာတို့စီမံစေခြင်းကြသည်ဘုရနှစ်တာရမှာရှေ့ကဘိုးဘေးတို့ကမိခဲ့သူတဆင့်ကြိုးပမ်းခဲ့ရသည်ကိုသီးလောက်ပြီဟုထင်သည်ရှေ့ကဘိုးများကနိုင်ငံ၏လွှတ်တော်မှာမြမာတို့နေရာရဖို့အတွက်ဤကဲ့သို့ဘဝကိုရင်းပြီးကြိုးပမ်းခဲ့ကြသည်မှာ မြမကံကြမ္မာကိုမြန်မာတို့ဖန်တီးခွင့်ရနိုင်ရန်ပင်ဖြစ်သည်ယခုကဲ့သို့လွတ်လပ်ရေးတပ်တန်း290ကျော်မှလွှတ်တော်တဲ့သူမြန်မာစစ်စစ်များမဟုတ်သည့်ပုဂ္ဂိုလ်များကိုနေရာပေးမိအချိန်နေမျိုးရောက်ရမည်ကိုမိသည့်အကြောင်းပြချက်နှင့်မှလက်ခံနိုင်ကြမည်မဟုတ်ပါဒီနေရာတွင်တော့2010ကကျိုးပန်းခဲ့သောဒီမိုကရေစီတည်ဆောက်ရေးသည်2020တွင်ရပ်တန့်သွားခဲ့သည်ဒီမိုကရေစီတည်ဆောက်ရေးခရီးကိုမိတို့ဆက်ကြမည်ကိုပြောရပါလိမ့်မည် တမတော်ကအာဏာသိမ်း၍ဖြစ်စေ NLD ကမဲခိုး၍ဖြစ်စေဒီမိုကရေစီအရွယ်ကြီးရပ်တန့်နေခြင်းအတွက်ဒီမိုကရေစီခရီးကိုဆက်ရန်ရွေးကောက်ပွဲ နီးလမ်းမှတပါအခြားမရှိသည်ကိုသိစေခြင်းလွန်းလာသည်ပြန်ပြောရလေရွေးကောက်ပွဲနီးလမ်းမှတပါအခြားမရှိသည်ကိုသိစေခြင်းလွန်းလာပါသည်ရွေးကောက်ပွဲအတုဟုဆိုဆိုအစ်စ်ဟုဆိုဆိုရွေးကောက်ပွဲပြီးရင်ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်မှသိကြသည်အသေးစားဆုံးကနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာ၏ကော်မရှင်အစိုးရအစား လွတ်တော်တဲ့တွင်စနစ်တကျတင်မြောက်သောအစိုးရတစ်တရက်ပေါ်ပေါလာမည်ဖြစ်ကြောင်းသိစေခြင်းသည်တိုင်းပြည်မှာတိုက်ပွဲတွေရှိမှအနေအဆချောင်မိသူများခေကျန်းကျိုးပေါက်ထဲကတိုးထွက်ပြီးအာဏာလိုချင်သူများကိုနိုင်ငံကတင်ပေးနိုးနိုးဒီနိုင်ငံကတင်ပေးနိုးနိုးအာဏာရရေးပထွေးမျောနေကြသူများအတွက်ဒီမိုကရေစီပြောင်းလဲရေးမှာ နေရာမရှိပါကြောင်းနဲ့မြမလွတ်တော်မှာလည်းနေရာမရှိပါကြောင်းရိုးရိုးရှင်းရှင်းလေးအသိပေးလိုက်ရပါတယ်ခင်ဗျာ။ မြို့သားနိုင်ငံရေးတစ်ခုရရှိသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်